။ "तू आ ငါဘီရဲ့ညီမကိုမွေးစားထားတဲ့မွေးစားသမီးချစ်စုတဲ့။ဘာမွေးစားသမီးလဲ။ဘောပေါ့။နင်းသားလေး။ဦးဤတော့ရဲ့မွေးစားသား။တဘောကလေချစ်စုကိုပေးကက်ကက်ကြည့်လိုက်ပြီးဖိုးထူးတို့ပြောလိုက်တယ်။ "तू आ လေမင်းတို့နဲ့တွေ့ကျင်နေဆိုလို့ခေါ်လာတာ။ तू आ ငါတရေဖန်းတော့မယုံဘူးတဲ့။အဲ့ဒါပြောပြလိုက်စမ်းပါကွာ။ငါဘလို့တရေဖန်းလဲဆိုတော့။တဘောအဲ့လိုပြောလိုက်တော့ငပင်ရ။အော်အဲ့ဒါလေ။ တော်ပေါ်တယောက်အိမ်ပြမကသူ့ဖွေးရဲ့တန်ဝန်ကြောင့်ထွက်လာတယ်။ဟာဖို့တားစီကိုလာလျရလားဗျ။အေးဟုတ်တယ်ငါမီးရဲ့ဒီနောက်လာပါအောင်ကွ။ဟာတော်ပေါ်လေးလူကြီးတွေစကားပြောနေတဲ့နောက်သွားလိုက်တယ်။အဲ့ဒီအချိန်မှာသူနဲ့ရွယ်သူဖြစ်တဲ့ဝမ်ဝဲညမာလေးကိုတွေ့လိုက်တော့ဟမ်နေရမှာဘာလဲလို့တာလဲတူပေါ်အဲ့လိုပြောလိုက်တော့တူပေါ်ဘီယာတာတူပေါ်ကိုညမာလေးကိုဘယ်လိုပြောလိုက်တာလဲတာရဲ့ မောင်နှမနှစ်ယောက်ကလေမတွေ့လိုက်နဲ့တွေ့လိုက်ရင်ကြိုက်ပြီပဲပြီးရင်လည်းမတွေ့ရမနေနိုင်ကြောက်ဘယ်တော့မှာတာမတွေ့ရမနေနိုင်ဖြစ်လို့လေဗျသူ့မြာမတွေ့ရလေကောင်းလေပဲဟောက်တော်ဘောရဲ့ညမဝန်ခွေဖြစ်တဲ့ချစ်စုကတော့ဟဲ့တော်ဘောနင်ကဒီဘာမှနာမည်ကြီးဆိုဟုတ်လားอืมဟုတ်တယ်လေနင်ဘာသူပြောရလဲအဖိုးပြောတာဘောဟာဘာလဲတရေဖန်နဲ့ဖိုးထုတို့အဖွဲ့ဆိုလားနင်ကအဲ့ဒီတရားတယောက်ဆို တူပေါ်ကလည်းဂုံယုံဝင်ကြတဲ့ပုံစံနဲ့ပြန်ဖြေလိုက်တယ်။ဒါပေါ်ကဒါပေါ်ဟင်ငါရီချလိုက်တာဟဲ့။ချစ်စုဟာလောင်တယ်လို့ရီလိုက်တာဆိုတော့တူပေါ်လေးစိတ်တူသွားတယ်။ဟဲ့ချစ်စုမနင်းပါရီလာလေ။နင်းလုံသေးရဲကြောက်တတ်တဲ့ကောင်ကသေးရဲဖမ်းတယ်ဆိုတော့ဘလို့များဖမ်းလဲသိကျင်သွားလို့ပါဟာ။သေးရများနင့်ကိုဖမ်းသွားလာလို့လေတော်ပေါ်ကညနေကြီးစူပုတ်သွားတယ်အဖို့မြင်လား ။ "तू ਨੇ အဲ့ဒါကြောင့်မတည့်လား။အဖိုးပြန်ရင်တခါတည်းခေါ်သွားပါဗျာ။အဖိုးတော့မပြန်သေးဘူးသားရဲ့။နှစ်ရက်လောက်တော့နေဦးမလားလို့နောင်သမီးကျစု။ဟုတ်တယ်။ဟိုပျော်သလောက်နေသွားကြမလို့ဖိုးရဲ့။တော့ပေါ်လေအဲ့ဒီစကားကြတော့စိတ်ညစ်သွားပြီးလူကြီးတွေရှိရဲ့နေရာကနေထွက်သွားတော့လေ။အိမ်မော်ရောက်တဲ့အခါမှာချစ်စုကနောက်ကလိုက်လာတယ်။ဟက်ဝပ။နေမလို့သေးရဲ့ဖမ်းလေဆိုတာငါ့ကိုပြောပြစမ်းမဟာ။ဟမ် ငါနာမည်ဝါပေါမဟုတ်ဘူး။နောက်ပြီးငါမလိုဖမ်းလဲဆိုတာနင့်ကိုပြောပြမှလည်းမဟုတ်ဘူး။အေးပေါ့။နင်ကဘလို့ပြောနိုင်မှလဲ။နင်ဖမ်းတာမှမဟုတ်တာ။ဟိုဖိုးတူအဖွဲကဖမ်းတာနီမှာပေါ့။တဘောကတော့ဘာမှပြောတော့ပဲနဲ့ဇပွဲဘောကနှစ်ချက်ကိုကောက်တက်လိုက်တယ်။ဒါကိုချစ်စုကတဘောနှစ်ချက်ကိုဖြုတ်လိုက်တယ်။ဟဲ့။ငါ့ကိုလေအဲ့ဒီဖိုးတူအဖွဲနဲ့ပြေးတွေ့ပါလား။ပြေးမတွေ့နိုင်ပါဘူး။အာရရ။တောဆက်မှာဟာနင်းနီးကနေနေကြမှာ။ မနေရင်လည်းမြို့ပြန်တော့နော်အယုံလာနောက်မနေနဲ့အဲ့လိုပြောပြီးတုပ်ပေါ်လေးနှစ်ချက်တက်လို့သူ့ခံနေဝင်သွားတယ်။အဲကဲမှကြံနေခဲ့တဲ့ချစ်စုဟာဝက်ပေါဝက်ပေါငါ့အကြောင်းသိရသေးတာပေါ့။ဒီလိုနဲ့ညရောက်တဲ့အခါမှာတုပ်ပေါ်တယောက်ဘိုင်းနာလာနဲ့အိမ်သာတက်နေတယ်။ညနေကစားတာများသွားတယ်တင်နေအမလီနားလိုက်တဲ့ဘိုင်းအဲ့ဒီရဲ့ချင်း အိမ်သားပြင်မကနေတကာခတဲ့ကြားလိုက်တော့တုတ်ပေါ်လေဘာတူလဲအဖေလားဗျတကာပြင်မကလူကတုတ်ပေါ်ကိုဘာမှပြန်မဖြီတော့တုတ်ပေါ်လေငါနားကြားမှားတာများလားအဲ့ဒီရဲ့ချင်းနောက်ထပ်တကာလာခေါတော့ဟေးဘာတူလဲလို့မင်းနေရလေအမေလားအဖိုးလားလာမစနဲ့နော်ချစ်စုနေမလားငါသိရတော့နေမငါ့ကိုဒါမျိုးလာမစနဲ့နော်ငါငါမကြိုက်ဘူး အိမ်နောက်တော့တုပ်ပေါ်လေးမြင်မြန်လက်စတက်ပြီးအိမ်သားတကားကိုဖွင့်လိုက်သည်အဲ့ဒီအချိန်မှာပဲကြည်စုကအိမ်သားပြင်မမှာတရေမျက်နှာပုံတက်လို့တုပ်ပေါ်ကိုချောင်းလိုက်တော်တယ်အောင်မလေးအမေရေတရေတရေတရေပြုတ်ကျောင်းလက်တကြားအဟိပီအိမ်မော်တက်ကိုထွက်ပြေးသွားတော်တယ်တုပ်ပေါ်ထွက်သွားတော့မှမျက်နှာပုံတက်ထားတဲ့ကြည်စုလေးမျက်နှာပုံကိုချောင်းလိုက်သည်ဟာတော်တော်ရည်ရတယ်တုပ်ပေါ်ပဲ ဒါများ तू ကတရေဖန်းနေတဲ့ရီရတယ်ချစ်စုလည်းအဲ့လိုပြောရင်လည်းလက်တရမျက်နှာပေါင်းကိုကြည့်မိသွားကြည့်မှာ तू ပါလန့်သွားတယ်အောက်မလီလန့်လိုက်တာဒီမျက်နှာပေါင်းကလည်းတော်တော်ကြောက်စရာကောင်းတာပဲမနေ့ရောက်တော့ဒုပေါ်တယောက်သူတရေကြောက်ခင်ရတဲ့ကိစ္စကိုပြောပြတော့တယ်အဲ့ဒါလေဟိုတားလေအင်းသားတကားကိုဖွင့်လိုက်ရောအဖေရဲ့တိလားတရေထွက်လာတယ်ဗျပေါ့ပေါ့ရှာရှာတားရဲ့ အိမ်မှာတရေမရှိပါဘူးကွ။တားမြင်မာနေမှာပါ။အင်း။ဟာအဖေကလေမျက်စိရှိတက်တဲ့အိမ်မှာမြင်ရတာ။အမြင်မာတာဖြစ်မလားဗျ။တုပ်ပေါ်နေသူ့အဖေအပြန်လဲပြောနေရကြတော့ချစ်စုကကြိတ်ပြီးရှိနေတယ်။တုပ်ပေါ်ကချစ်စုရှိနေအောင်မြင်တော့ဟဲ့ချစ်စုမနေပါရတာလေ။မောင်းမှလည်းရနေလား။အဲ့တော့မှချစ်စုကလည်းအောင်းရင်လိုက်တယ်။တုပ်ပေါ်ရေရီရတယ်ရီရတယ်နော်။ တန်းနေအောင်ပြေးတော်တာပဲဘသူဘဝမှန်းလဲတိစာမကြည့်ဘူးချစ်စုအဲ့လိုပြောလိုက်တော့တော့ဘောဘီဟာကဲတာချစ်စုတဲ့ကြားပြီနော်တအားလေးကြောက်တက်လိုက်တာချစ်စုနဲ့တရေနဲ့မမှားရတယ်လို့တိစာကြည့်မှာပေါ့ဟာမဟုတ်ဘူးဘေးရဲ့မင်းညတွေ့တဲ့မျက်နှာဟိုသူသူ့မျက်နှာမဟုတ်ဘူးဗျချစ်စုမနေမှာလို့အဲ့လိုလုပ်ရတာလေနေတော့အောင်ရုပ်မာတာပဲဟဲ့တာအဲ့လိုမပြောအောင်လေတာရဲ့သူတို့နှစ်ယောက် ရဲမြင့်တော့မေဆိုတာသိတော့နာညီရနေနေရာကနေထသွားကြတယ်။နေမငါ့ကိုတရေဘက်နဲ့ဘိုးတို့အဖွဲ့စီကိုခေါ်မသွားပြီလား။အဲ့တော့ငါနေခေါ်သွားပြီအောင်လုပ်ရတာပေါ့ဟာ။နေအဲ့လိုလုပ်ပြီးတော့ငါအနေကိုခေါ်သွားပြီမဲ့ထင်းနေလား။ဝေးသည်။ရရလေ။နေမခေါ်သွားပြီရရ။ငါလည်းညတိုင်းမရောအောင်တရေချောက်မှာပေါ့ဟာ။ငါစီမှာလေ။မနေညတဲ့ပိုးချောက်ဆရာကောင်းနဲ့တရေမျက်နှာပုံနဲ့အများကြီးရယ်နော်။ချစ်စုအဲ့လိုပြောလိုက်တော့ တော့ပေါ်လေမင်းညအဖြစ်ပြက်ကိုပြန်တွေးမိသွားပြီစက်သိန်းတွေထားလိုက်ချစ်စုမနေနေနေရတော့ဟာအေးငါနေကိုခေါ်သွားပြီးရင်နေငါ့ကိုထပ်မချောက်အောင်နော်သိရတာပေါ့နေနာငါ့ကိုခေါ်သွားပြီးဒီလိုနေ့တော့ပေါ်လေချစ်စုမကိုဖိုးထုတော့စီခေါ်သွားရတယ်တော်ပေါ်လေးဖို့သူဝိန်ကိုရောက်တော့ဖို့သူရေဖို့သူ တူဘောခေါ်တန်ကြရတဲ့အတွက်အိမ်မော်တက်ကနေဖို့သူငပိနဲ့မြေဝိုင်းတို့တောင်အောင်ဆင်းလာကြတယ်။ဟာတူဘောမင်းလာနေတော့ပဲငါတို့ကပဲကိုချက်ချင်းအောင်သွားကြမလို့ကွာ။အဲ့ဒါမင်းမတခါရဲလိုက်ခက်လိုက်တော့တူဘောကဖို့သူရဲ့စိုင်းမစိပုံမစင်စကားကြောင်းဟမ်ကိုချက်ချင်းအောင်ကိုဘာသာလို့ကြမလို့လေကွာ။တရေများကျုံးနေကွာ။အဲ့ဒီကျုံးသွားမလို့တဲ့ငါတို့ကိုအတူခေါ်နေရ။အဲ့ဒီအချိန်မြေဝိုင်းမကချစ်စုကိုတွေ့သွားတယ်။ ဟဲ့တော်ဘော။အတူကဘာတူလဲဟ။ဟမ်။ဩတူလား။ဖိုးတူကတော့အလီလွန်နေရဆိုတော့ဒါကွာ။တွားရင်နဲ့မှပြောရအောင်။ကိုကြကြီးစောင့်နေရလိမ့်မယ်ကွာ။ဒါနဲ့တို့တို့တူဖိုးတူအိမ်ကနေထွက်လာခေစားတယ်။လမ်းမှာတော့ဖိုးတူဟာရပြီတော့ပြောတော့တွိုင်းနဲ့ပြောတော့တစ်ချက်ကိုနှစ်ချက်ပြတ်ပေါ့ကွာအေ ။ "तू आ ငါဘီရဲ့ညီမကိုမွေးစားထားတဲ့မွေးစားသမီးချစ်စုတဲ့။ဘာမွေးစားသမီးလဲ။ဘောပေါ့။နင်းသားလေး။ဦးဤတော့ရဲ့မွေးစားသား။တော်ဘောကလေချစ်စုကိုပေးကက်ကက်ကြည့်လိုက်ပြီးဖိုးထူးတို့ကိုပြောလိုက်တယ်။ "तू आ လေမင်းတို့နဲ့တွေ့ကျင်နေဆိုလို့ခေါ်လာတာ။ तू आ ငါတရေဖန်းတာမယုံဘူးတဲ့။အဲ့ဒါပြောပြလိုက်စမှာကွာ။ငါမလို့တရေဖန်းလဲဆိုတာ။တော်ဘောအဲ့လိုပြောလိုက်တော့ငါပင်ရ။အော်အဲ့ဒါလား။ငါတို့လည်းမသိဘူးလေ။ငါပိတ်စကားကြောင် တော်ဘောတယောက်ခံရခံသွားတယ်။အခုငါရဲ့နေရာဒီចောင်းပရက်ကိုစေဝင်စားစရာတွေနဲ့စစ်လို့ရှာစရာကိစ္စတွေလုပ်ကျင်လို့ငါဒီပါအောင်လိုက်လာခဲ့တာ။ငါ့ကိုနင်းနိုးနဲ့တူခေါ်ပါနော်။ကျေးဇူးအဲ့လိုပြောလိုက်တော့အဖော်မက်တဲ့မိဝိုင်းကရာဘောကခေါ်မင်းအဖွဲတွေမှာငါကမိန်းကလေးတယောက်တည်းဆိုတော့အဖော်လိုချင်နေရတဲ့အတော်ပဲဒီလိုနဲ့ပိုးထူးတို့ယောက်ျားလေး၃ယောက်ကရှေ့ရောက်သွားပြီးမိဝိုင်းနဲ့ချစ်စုကတော့အနောက်ကနေစကားတပြောပြောနဲ့လိုက်လာကြတော့တယ် ိုချက်ကြီးအိမ်ကိုရောက်မှမိဝိုင်းမကကိုချက်ကြီးမိဝိုင်းတို့မှာအဖွဲဝင်တွေပါလာနေသိလားဟုတ်လားကောင်းတာပေါ့ကျွန်တော်တို့ကိုခေါ်တာဗာကိစားလေးပြကိုချက်ကြီးရဲ့ဟမ်ကိုချက်ကြီးတို့ခီးတခုထွက်ရမှာဒါကပုံမှန်သွားနေကြကုန်းခီးမဟုတ်ရေခီးပဲလေပြည့်ပြည့်တင်မော့ပြည့်ပြည့်ငှားစီပြီးတော့သွားရမှာကိုချက်ကြီးစကားဆုံးတော့ချစ်စုဝထောက်ဝလိုက်တယ်ဝါမိုက်လိုက်တာသွားမယ်လीဒါဆိုအခုသွားမှလာရင်ကိုချက်ကြီး အခုတော့မဟုတ်သေးဘူးလာခွေနေကြမလာခွေနေကြရင်ကြီးထွက်မယ်ကိုချက်ကြီးအိမ်ကိုအားလုံးလာခဲ့ကြတော့ဒီလိုနဲ့ပိုးထုတို့တတိကိုချက်ကြီးအိမ်ကနေပြန်သွားကြတယ်တုပ်ပေါ်နေကြည့်စုလဲအိမ်ပြန်ရောက်တော့ကိုပြစ်မထိုင်နေတဲ့ဘူဟာဒီမောင်နှမနဲ့ကဘဲသွားကြရလေဒီလိုမျိုးကြလေတဲ့သွားကြမလားအဖိုးဦးသမီးတို့လေဟိုလာခွေနေကြရင်ခကြီး ချစ်စုစကားမဆုံးရင်တော်ပေါ်ကချစ်စုရဲ့ပါဇက်ကိုပိတ်လိုက်တယ်။ချစ်စုကလည်းတော်ပေါ်ရဲ့လက်ကိုကိုက်လိုက်တာဆိုတော့တော်ပေါ်လည်းအုတ်ထားရဲ့လက်ကိုဖယ်လိုက်တယ်။အာနားလိုက်တာနေပါလို့တာလေကအဖိုးကတော့သူတို့နှစ်ယောက်ကိုကြည့်။အင်းတဲ့ဗလားလို့မေးလိုက်ပါပဲ။ပိုစုသွားတော့တယ်။အိမ်နောက်တော်ပေါ်ကအဖိုးဖြစ်သူမကြောက်ချစ်စုနားကိုကက်တယ်။ဘိုင်းကိုခီးထွက်มาနေမပြောနဲ့ဟ။တွားခိုက်မှာမဟုတ်ဘူး။ဟုတ်လား။ နေရလေစောစောကတော့မပြုံးဘာကြီးကတော်ဘောတို့တီတူပြောနေရကိုရံပြစ်တယ်ထင်တာပါကဲကဲရံပြစ်မယ်ဆိုလဲတခြားနေရသွားဖြစ်ကြအဖို့ရှိတော့လာမဖြစ်ကြနဲ့ဟိမျက်စီနောက်တယ်ဒါနဲ့တော်ဘောတို့နေအောင်လဲအိမ်မော်တက်သွားကြတယ်ဒီလိုနဲ့လာကွယ်နေမနဲ့မှာပို့တူတို့တတွေကိုချက်ကြီးအိမ်မှာစုနေကြတယ်တော်ဘောကကိုချက်ကြီးသွားကြဆိုလीဗျာဒီအချိန်မထွက်ရင်လှင်မရပဲနေမေးဗျာ ဒီတိောက်ခီကဒီတိုင်းသွားလို့မရဘူးတုတ်ဘောရဲ့ဒါဆိုဘလို့သွားရမှန်းလဲကိုချက်ကြီးဒီတိုင်းသွားလို့မရဘူးဆိုတာအရှင်တရေရွာတွေကိုသွားခဲ့တယ်လို့မျိုးလူပုံစံနဲ့သွားမရဘူးလို့ပြောတာဟာကိုချက်ကြီးစကားကိုပေါ့ပေါ့လေးပဲချင်းမီငပိန်ကဒါမြလွယ်လွယ်လေးပါကိုချက်ကြီးရလီစောင်းမောင်ခေါ်လိုက်မယ်လေသူကတရေနဲ့တူအောင် ပြင်းတဲ့နေရာမှာတော်တယ်ဗျအဲ့လိုလေးမရဘူးဒီတိောက်သွားမယ်တရေကျော်ဟာဝိညာဉ်နေနဲ့သွားမှာပဲရောက်မှာ ။ချက်ကြီးစကားကြတော့ဖိုးထူးတို့တတွေအံ့ဩသွားကြတယ်။ကိုချက်ကြီးဘလို့ဝိညာဉ်လေးဗျ။ကိုကျွန်တော်တို့ရဲ့တကယ်ဝိညာဉ်စီကိုပြောတာလား။ဟုတ်တယ်။အဲ့ဒီတရေများကျောင်းအရန်စီကန်တင်းကျက်ပြီးတော့လုံချုံရီးတွေဟာလေတရေနဲ့လူကိုကျွမ်းအကျင်ချင်းခွဲခြားတတယ်။တကယ်လို့အဲ့ဒီကိဘမှသာမိသွားရင်ကိုချက်ကြီးကိုငါးစာဖြစ်မလားတရေစာဖြစ်မလားပဲ။ချစ်စုကချက်ကြီးကိုဝင်ပြီးမေးလိုက်တယ်။ဒါဆိုသမီးတို့ဝိညာဉ်ကိုဘယ်လိုပြောရမှာလဲ။ဒါလွယ်ပါတယ်။ ကိုချက်ကြီးမန်နန်နဲ့ပဲပြောင်းပြီးမှကလေးရွေးရဲ့ခနာကိုကကိုချက်ကြီးအိမ်မှာပဲကြံနေခဲ့ပြီးတော့ဝိညာဉ်ဟာသာရွေးရှားနေမှာဘာပဲဖြစ်ဖြစ်စော်စားရတာကိုဆိုကြိုက်တဲ့ငပင်ဟာချပြားကိုချက်ကြီးကျွန်တော်တို့ကကိုချက်ကြီးကိုဆိုယုံမိသားပဲဗျဒါနဲ့ချက်ကြီးလည်းခေါင်းညှိပြပြီးသူတို့အားလုံးကိုအဝိုင်းပုံစံထိုင်ခိုင်းလို့မန်နန်တို့ကိုစာရွက်လိုက်တယ်ရွနေရင်နဲ့ကိုချက်ကြီးကဝိညာဉ်အပြည့်စပြောင်းသွားပြီဆိုတာနဲ့အားလုံးဘယ်မှမသွားမင်းနဲ့ ကိုချက်ကြီးအိမ်မှာပဲခဏနေကြအောင်နော်ချက်ကြီးလည်းအဲ့လိုပြောပြီးတော့အားလုံးကိုမန်နဲ့နဲ့ဝိညာဉ်တွေပြေးပြောင်းလိုက်ကြည်ဟာငါငါတို့ဝိညာဉ်တွေဖြစ်သွားပြီဟာခဏအကြာမှာချက်ကြီးကိုယ်တိုင်လည်းဝိညာဉ်ဖြစ်သွားတယ်တော်ဘောကဒါဝင်မြင်လိုက်တော့ဟာကိုချက်ကြီးလည်းဝိညာဉ်ဖြစ်သွားပြီဟာတူတူဆန်ဆန်လုံနေတဲ့တုတ်ဘုံချစ်စုဟာဘာဒီတူဆက်နေဟာလေတုတ်ဘောရဲ့အစရိယဝိညာဉ်ဖြစ်မယ်လို့ပြောထားတယ်ဟာ ချစ်စုစကားကြားလိုက်တော့ဖို့တူအောင်တော်ဘောကိုနှိပ်ကုန်မဲ့သူနောက်တယောက်ပေါ်လာပြီချင်းနဲ့ဟေ့ငပင်ရတော့မနေနိုင်မထိုင်နိုင်နဲ့သူတို့ရဲ့ညီသက်နေရဲ့ခန္ဓာကိုယ်ကိုလိုက်ကြည့်နေရပါချက်ကြီးအောင်သူ့ဖွဲ့သားတွေကိုကြည့်လိုက်တယ်ကဲခလေးတွေသွားကြစို့ဒါနဲ့ကိုချက်ကြီးမိဝိုင်းတို့ကတရေများကျုံကိုဘာသွားလုပ်ကြလဲဟမ်ခွေရောင်ရင်တိမပါဘောမိဝိုင်းရဲ့ဒီအတိုင်းပြောလိုက်ရင်စိတ်ဝင်စားစရာဘယ်ကောင်းမှမလဲချက်ကြီးစကားကြောင် အလုံးဗဟေတုတွေဖြစ်ကုန်ကြသည်ကိုချက်ကြီးဟာကိုချက်ကြီးတို့အရှင်ဆုံးတရေကရိုးစေကိုတွားရအောင်အဲဒီကနေတစဉ်ကျွန်းဝင်ရှောင်းလို့တွားရမယ်ဒီလိုနဲ့ချက်ကြီးအိမ်ကနေစထွက်တဲ့အခါမှာဖိုတူတို့တတွေလေးအနောက်ကနေလိုက်လာခဲ့ကြသည်ကဲဒုတိယပိုင်းမှာတော့ဖိုတူတို့တတွေတရေများကျွန်းကိုဘယ်လိုရှောင်းအောင်တွားပြီးတော့ဘိုင်ရီနဲ့ဆက်ပြီးရင်ဆိုင်ရအောင်မလဲဆိုတာဆက်ကြည့်အောင်နော်